ားနီးမအဖျားရှူပြီးပွဲပြတ်သွားခဲ့တဲ့ Rotten နဲ့ Now Uru ရဲ့ပွဲ Rotten တို့က Chatree ဖန်တီးပြတဲ့လက်ဆောင်တစ်ခုဟာအဆင်မပြေဖြစ်သွားခဲ့ပြီးအချိန်တစ်ခုထပ်ပြီးဆောင်းရတော့မှဖြစ်ပါရီ Rotten နဲ့ Now Uru ရဲ့ Flyweight တန်းမွေထိုင်းချန်ပီယံကပတ်လူပွဲနဲ့ပတ်သက်ပြီးတော်တော်များများကဒီပွဲက Rotten အတွက်ချန်ပီယံကပတ်ပြန်လည်ရရှိရေးအတွက်ဖန်တီးပေးထားတဲ့ပွဲဆိုပြီးထင်ကြေးတွေပေးထားခဲ့ကြတာပါတကယ်လဲချီနီရီကအဲ့လိုဖြစ်နေတာဖြစ်ပြီး အကြပိုင်းကိုရောက်ရှိနေတဲ့39နှစ်အရွယ်နောင်ဦးကို28နှစ်သာရှိသေးတဲ့ Rotan လို Fighter နဲ့ပွဲတည်ပေးတာကနည်းနည်းလေးတစ်ဖက်သက်စံမနေဘူးလားဆိုပြီးမေးရမလို့ဖြစ်နေခဲ့တာပါဒါပေမဲ့လည်း Rotan ကိုချန်ပီယံခပ်ပြန်လဲပေးရရေးအတွက်နောင်ဦးနဲ့မှမဟုတ်ရင်ဘသူနဲ့ပွဲတည်ပေးရမလဲဆိုပြီးမေးစရာရှိပါသေးတယ်လက်ရှိ Flyweight တန်မွေထိုင်းပြိုင်ပွဲရဲ့အဆင့်ကိုပြန်မိကြည့်မယ်ဆိုရင်အဆင့်1နေရာမှာ Rotan အဆင့်2နေရာမှာ Superland နဲ့အဆင့်3နေရာမှာနောင်ဦးကရှိနေခဲ့တာပါ အစဉ်လေးနှစ်ယောက်ကကောင်တိုရာနီနဲ့ပွဲတည်ပေးဖို့ကလေအစဉ်သုံးကနောင်ကနောက်ဆုံးရှင်ပြိုင်ထားတဲ့ပွဲစဉ်မှာကောင်တိုရာနီကိုဒိုင်အားလုံးအဆုံးဖြတ်နဲ့အနိုင်ယူထားခဲ့တာဖြစ်ပါသည်။အဲ့လိုအခြေအနေမှာနောင်ကိုကြော်ပြီးကောင်တိုရာနီနဲ့ပွဲတည်ပေးဖို့ကလေတိတ်ပြီးမဖြစ်နိုင်တဲ့အခြေအနေမှာရှိနေခဲ့တဲ့အတွက်နောင်နဲ့ပွဲတည်ပေးဖို့ဖြစ်လာခဲ့တာပါ။စူပါလက်ကလည်းပဲဘန်ဒန်ဝိတ်ကိပောင်စင်ပွဲအဖြစ်ယူကီယိုဇာနဲ့ရှင်ပြိုင်သွားမှာဖြစ်တဲ့အတွက်ရော့ထန်နဲ့နောင်ရိုးနှစ်ယောက်ကိုဖလိုင်းဝိတ်မွေထိုင်းချန်ပီယံခပတ်အတွက်ရှင်ပြိုင်စီခဲ့တာလည်းဖြစ်ပါသေးတယ် 39နှစ်ရှိပြီဖြစ်တဲ့နောင်ရဲတာမမှုနဲ့စိတ်ဓာတ်ပိုင်းကိုတော့ချီးကျူးရမှာဖြစ်ပြီးဒီအသက်ရွယ်ထီသူ့ရဲ့စွမ်းဆောင်ရည်တွေကိုထိမ့်သိမ်းထားနိုင်ခဲ့တာကတကယ်ကိုအံ့အားသင့်စရာဖြစ်နေခဲ့တာပါကောင်ဒရာနီကို ပထမချိန်ဆုံးတွေးမှုမှာ subletization နဲ့အရှုံးပေးခဲ့ရပါပြီဒုတိယချိန်ပြန်လဲရင်ဆိုင်ချိန်မှာတော့ဒိုင်အားလုံးရဲ့အဆုံးဖြတ်နဲ့နိုင်ပွဲရယူနိုင်ခဲ့ပြီးအသက်ကြီးပေမဲ့မပြတ်စည်းသေးဘူးဆိုတာကိုတတ်သိပြနိုင်ခဲ့တာဖြစ်ပါလိမ့်အဲ့ဒါကြောင့်လေရော့ထန်နဲ့ပွဲတည့်ပေးခဲ့တာဖြစ်ပြီးနောက်အတွက်အခွင့်အရေးတစ်ခုကိုချက်ထရီတယောက်ဖန်တီးပေးသွားခဲ့တာလို့ဆိုရမှာပါ ဒါပေမဲ့လည်းနောင်ဦးဟာဇက်ဖို့တက်တက်လို့ဆိုရမှာဖြစ်ပြီးဒီပွဲကရော့ထန်ကိုချန်ပီယံခပတ်ပြန်ပေးဖို့အတွက်ဇန်ညူရေးထားခဲ့တာဖြစ်ပါသည်ဒါပေမဲ့ဇန်ညူနိုင်ကရေးရင်ရေးထားသလိုဖြစ်တာမဟုတ်သလိုရော့ထန်နဲ့နောင်ဦးရဲ့ပွဲစဉ်ကလည်းထင်ထားသလိုဖြစ်မလာခဲ့ပေပွဲပြတ်သွားတဲ့အခြေအနေနဲ့ရင်ဆိုင်သွားခဲ့ရပါသည်အဖြစ်ပြတ်တွေကဘယ်တော့မှအဆလဲဆိုရင်တော့ဒီနေ့မနေ့ပြုတ်လုခဲ့တဲ့စေးစေးဝိတ်ချိန်တဲ့အခြေအနေတွေကအစပြုတ်သွားခဲ့တာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီး39နှစ်သားကြီးနောင်ဦးကကောင်တရာနီနဲ့ရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာရေတရရောပါရောအကုန်အေးအေးဆေးဆေးဖြစ်ခဲ့ပေမယ့် အခုရော့ထန်တဲ့ရှင်ပြိုင်တော့မယ်ဆိုမှရေတမ်းမအောင်ဖြစ်သွားခဲ့ပါလိမ့်။အဲ့လိုရေတမ်းမအောင်ခဲ့တဲ့အတွက်နန်းတိုက်တဲ့5ပုံစံမျိုးနဲ့ cash rate ထိမ်းပြီးတော့ညှိလို့ရမယ်ထင်ခဲ့ပေမယ့်ရော့ထန်ကလည်းပဲဝေးချိန်ရပြီးမှပဲနေမကောင်းဖြစ်ခဲ့တဲ့အတွက်ဈေးရုံကိုသွားရတယ်လို့သတင်းတွေထွက်လာခဲ့ပါလိမ့်။အဲဒါကြောင့်ရော့ထန်ဟာပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့တယ်လို့ပွဲကလည်းပြတ်သွားခဲ့တဲ့အတွက် Flying Rate တန်းရဲ့မွေထိုင်းချန်ပီယံခပတ်ကလည်းဆက်ပြီးတော့ပိုင်ရှင်မဲနေအောင်မှာဖြစ်ပါလိမ့်။ promotion ဘက်ကအဆိုပါဖိုက်တာနှစ်ယောက်ကိုပြန်လဲပွဲတဲပေးသွားမှာဖြစ်တယ်လို့သိရပြီး ဘယ်တော့လဲဆိုတာကိုတော့စောင့်ကြည့်သွားရတော့မှာဖြစ်ပါလိမ့်။ပြိုင်ပွဲကြီးတွေမှာ Time Fighter တွေအချင်းချင်း Champion ခပတ်လူပွဲတွေထိုးရမယ်ဆိုရင်ဒီလိုမျိုးအခုထစ်တွေ Weight ကြော်တာတွေကမကြာခဏဆိုသလိုစတိုက်တွေ့ရတာကအစင်လာတစ်ခုလိုဖြစ်နေကြတာပါ။အခုလဲ Rotten နဲ့ Naoru ရဲ့ပွဲစဉ်ဟာပွဲပြတ်သွားပြီဖြစ်တဲ့အတွက်1173ပြိုင်ပွဲရဲ့ပွဲစဉ်တွေက Champion ခပတ်လူပွဲနောက်တစ်ပွဲဟာပွဲပြတ်သွားခဲ့သလို Braithwaite အနေနဲ့လည်းပွဲကောင်းတစ်ပွဲကိုလက်လွတ်သွားရတော့မှာဖြစ်ပါလိမ့် အခုလိုပွဲပြတ်သွားရတာကလည်းပဲတမန်ရိုးချလားတမင်သက်သက်ပြတ်သွားခဲ့တာလားဆိုတာကတော့ကာယကံရှင်နေကိုရိုင်းမဲအတိအဆုံးဖြစ်ပါလိမ့်မယ်။